ရန်ကုန်ရဲ့တချို့သောမြို့နယ်တွေမှာမဲပေးခွင့်ရှိတဲ့မဲဆန္ဒရှင်စီရင်ထုတ်ပြန်ကြေညာတာမှာတော့တိစုံပြီးသားသူတွေရဲ့နာမည်တွေပါဝင်နေသလိုအမှားရများစွာလည်းဖြစ်ပေါ်နေရလို့ဒေသခံတွေစီကသိရပါဗယ်ဝေဝေသတင်းပေးပို့ထားတာပါရှင်တအံမြို့သားလွတ်မြောက်ရေးတပ်မတော် TNL ကထိ ंछ ုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲနယ်တီဘောမြို့တွေကိုအောက်တိုဘာ၁ရက်နေ့အောက်တိုဘာ၁၈ရက်မှာစစ်ကောင်မရှင်စစ်တပ်ကသိမ်းပိုက်ခဲ့ပါတယ် ဒီလိုမသိမ့်ပိုက်ခင်စေအုပ်စုကကျင်းပမယ်လို့ကြေညာထားတဲ့ရွေးကောက်ပွဲတွေမှာကြောင်မဲနဲ့တီဘောမြွနဲ့နှစ်ခုကိုရွေးကောက်ပွဲကျင်းပမဲ့စီးရင်နဲ့မှထည့်သွင်းဖော်ပြခဲ့တာပါစစ်တပ်ကကြောင်မဲနဲ့တီဘောမြွကိုသိမ့်ပိုက်ပြီးတဲ့နောက်အောက်တိုဘာလ16ရက်နေ့မှာကြေညာတဲ့ကိုစလေလောင်းအမည်စီးရင်တွေမှာကြောင်မဲနဲ့တီဘောမှဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလေလောင်းတွေကိုလည်းကြေညာခဲ့ပါတယ်ပြိပခကာလအတွင်းစစ်ဆောင်ခဲ့ရတဲ့ကြောင်မဲမြွကပြည်သူတွေဟာ မကြခင်မှာကျင်းပမဲ့ရွေးကောက်ပွဲကိုစိတ်ဝင်စားမှုမရှိနိုင်ဘူးလို့ကြောင်မဲမျိုးမှာရရရရလုံနေတဲ့ဒေသခံတယောက်ကဆိုပါတယ်။အဲခုကတော့ရွေးကောက်ပွဲပေါ်မှာတော့စိတ်ဝင်စားမှုတော့မရှိတော့ဘူးကြာ။ဘာဖြစ်လဲလဲဆိုတော့သူကဒီဖြစ်ဆိုင်ရတဲ့အတိုင်းပါကတစ်နှစ်ကျော်နှစ်နှစ်ဆိုတော့အော်ဒီဘိုင်းမှာတို့မလက်ကြရဘူးအိမ်ထဲမှာဘာဖြစ်မလဲဘာဖြစ်ဆိုတော့တေးအတန်ကတော့ဒီဒီလူစုရဲ့စကားတော့မထွက်လာသေးဘူးကနော်။ဒီဘောမျိုးကဒေသခံတယောက်ကလည်းလက်ရှိအချိန်က မြို့ပြန်လည်ထူထောင်ရေးလုပ်နေရတဲ့အချိန်ဖြစ်တယ်လို့ဆိုပါတယ်။သူရဲ့ပြောကြားချက်ကတော့လုံခြုံရေးချီနေရ DVB သတင်းထောက်တယောက်ကအသံစာထုတ်ဖတ်ကြားပေးထားပါတယ်။ဒီနေ့တော့အကြောင်းစာဖွင့်ပြီးမြို့ပြန်လည်ထူထောင်ရေးလုပ်နေပါတယ်။ရွေးကောက်ပွဲတော့လုပ်မယ်၊ဘယ်ပါတီတွေရှင်းပြန်ရမယ်ဆိုတာတော့မထွက်သေးဘူးဗျ။အခုမှမြို့ကိုတိုက်ပွဲဆောင်ပြည်သူတွေပြန်ဝင်လာတော့ဆိုတော့လေလူကြီးအိမ်တော်စုစင်းလည်းလုံတော့ဗျ။အဲ့ဒီမြို့နဲ့မြို့ဟာတနည်းကျော်အတွင်းမှာတိုက်ပွဲတံကိုနှစ်ကြော့ပြန်ခံခဲ့ရတဲ့အတွက် အများပြည်သူပိုင်အဆောက်အုံတွေရောပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေအတွက်အသုံးပြုတဲ့အခြေခံအဆောက်အုံတွေပါပျက်စီးဆုံးရှုံးခဲ့ရတာပါ။ဒါကြောင့်ဒေသခံတွေအနေနဲ့ရွေးကောက်ပွဲဘက်အယုံမရောက်ဘဲပုဂ္ဂလိကဆိုင်ရာနဲ့မြို့ရွာပြန်လည်ထူထောင်ရေးအတွက်စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ဌာနဆိုင်ရာယုံအဆောက်အုံများပြားပျက်စီးသွားတယ်။ကျန်းမာရေးဆိုင်ရာဆက်ပစ္စည်းတွေရောမြို့အတွက်မိသက်ကားတွေရောတစ်ကနေပြန်ဆရမယ်။မြို့တန်ရှင်းတာယာရေးအတွက်အမှိုက်ကားတွေလည်းလိုအပ်ပါတယ်။စီပင်ဌာနကပစ္စည်းတွေလည်းမကြံခဲ့ဘူး။ ပြည်ပခါတွေကြောင့်ဆစ်ရှောင်ခဲ့ရတဲ့ပြည်သူတွေဟာရွေးကောက်ပွဲကိုစိတ်ဝင်စားနိုင်ခြင်းမရှိသေးဘဲပြန်လည်ထူထောင်ဖို့နဲ့ရှင်းလင်းရေးတွေပဲလှုပ်ဆောင်နေကြတယ်လို့ဆိုကြပါဗျ။ဒီလိုရွေးကောက်ပွဲပေါ်စိတ်ဝင်စားခြင်းမရှိတဲ့ကြောင်မဲနဲ့တီဘိုးမျိုးတွေမှာရှမ်းနယ်တိုင်းဒေသကြီးဒီမိုကရက်တစ်ပါတီ SNDP နဲ့ပြည်ထောင်စုကြံ့ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီ USDP တို့ကကိုယ်စလေလောင်းတွေဝင်ရောက်ရှင်ပြိုင်မှုရှိနေတာလည်းဖြစ်ပါတယ်။ကြောင်မဲမျိုးနဲ့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာတော့ SNDP ပါတီကဦးထေးတင်နဲ့ USDP ပါတီကဦးဝေထွန်းတို့ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပြီးတီဘောမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာတော့ SNDP ပါတီကဦးကောင်းသက်ဆန်နဲ့ USDP ပါတီကဦးအောင်အောင်တို့ဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမှာဖြစ်တဲ့အတွက်နောက်ထပ်ကျင်းပမယ့်အပိုင်းတွေမှာစစ်ဆောင်ပြည်သူတွေကြောင်မဲနယ်တီဘောကိုပြန်ဝင်လာရင်မဲထဲကြမှာဖြစ်တယ်လို့ SNDP ပါတီဥက္ကဋ္ဌဦးဆိုင်အိုက်ပေါင်းကဆိုပါတယ်။ဟိုကြောက်မဲနဲ့ဒီဘောတော့ကျွန်တော်တို့လွတ်တော်ကိုဆယ်လေလောင်းအမီကတင်သွင်းပြီးပါလေ။တင်သွင်းထားတယ်လေ။တင်သွင်းထားတယ်။တင်သွင်းထားတော့ဟိုဘောအလုံးပြပြဆုံဆုံတော့မရဘူး။ရတဲ့လောက်ပဲတင်ထားတယ်လေ။ရတဲ့လောက်ပဲတင်ထားတယ်။ရှိရတော့อืมနောက်ဟိုဘောရေကပွဲရ3တုတ်လောက်လို့မှာဟိုဒီဒီဇင်ဘာ28ကပရမတ်တော့ တူတရားတော့နောက်တပတ်ဆယ်လောက်ရှင်တူတရားတော့နောက်တတရားတော့လာမှာပဲလေအဲ့တော့ဟိုဟာဖြစ်မှာပေါ့နောက်ပိုင်းကြရင်ဒီငိန်တွားတွားရင်စစ်ပိတ်ဆောင်တွေလဲဒီဘောတော့ကြောက်မဲလို့ပြန်လာမှာပဲပြန်လာရင်တော့မဲထဲ့ကြမှာပေါ့နော်မဲထဲ့ကြမှာပေါ့ဒီနေရာလေးကကျွန်တော်တို့ကဟိုဟာကြောက်မဲဆိုရင်လဲကျွန်တော်တို့၃ယောက်သုံးနိုင်ခဲ့ဖို့တယ်လေနော်အဲ2010မှာကျွန်တော်၃ယောက်သုံးနိုင်ဖို့တယ် ဟိုအလားတူပဲကြီးပေါ်လဲနိုင်မှုတယ်စေအုပ်စုကရွေးကောက်ပွဲကို284မြို့နယ်မှာအပိုင်းလိုက်ကျင်းပဖို့ရာထားပြီးပထမပိုင်းဖြစ်တဲ့ဒီဇင်ဘာ28ရက်နေ့မှာမြို့နယ်102မြို့နယ်မှာကျင်းပမယ်လို့ထုတ်ပြန်ကြေညာထားတာပါရွေးကောက်ပွဲပထမပိုင်းကိုရှမ်းပြည်နယ်က12မြို့နယ်မှာပြုလုပ်ကျင်းပသွားမှာဖြစ်ပြီးပထမပိုင်းမှာတော့ကြောင်မဲနဲ့တီဘောမြို့နယ်တို့ပါဝင်ခြင်းတော့မရှိသေးပါဘူးကျမမြတ်သိစင်ပါရှင် thank you